ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်မြို့မှာအင်ဂျီတိန်ရှိပါတယ်အိမ်ထဲမှာ Modern ပရိဘောကစတိုင်ကြရီဆိုဖာရီလေးရှိပါတယ်ရောက်ကတိကသတင်းစာထိုင်ဖက်နေခဲ့ပါတယ်ရောက်ခမကခင်းဆန်းတဲ့ကောင်းဝင်ဝတ်ပြီးအခန်းမြင်ကိုထွက်လာတဲ့အချိန်ဂိတ်တကားဖွင့်ပြီးအဖွားကအိမ်လေးကိုဝင်လာပါတယ် ိမ်မငကူကလေးကချင်းမနှစ်ယောက်ရှိပြီးသားပါ။ယောက်ျားမကသူ့တို့နောက်ကိုလာခဲ့ပါသေး။အမေဒီနေ့တော့တို့အိမ်မှာလင်းထိန်နေပါလား။ဟဲဟဲအမေကတလောက်အကြိုင်းနေမှာဒီနေ့အိမ်ကိုပြန်လာတာ။အေးဟုတ်တယ်ချင်းမဒီနေ့ကိစ္စတစ်ခုရှိလို့လာတာပဲ။ဘာကိစ္စလဲမေပြောလေ။ချင်းမရဲ့အမေရဲ့မြင်းမြောက်ကတော့မင်္ဂလာဆောင်ပေးပေမဲ့ညီအငယ်ဆုံးအချစ်ရဆုံးမြေးလေးမင်းဒုက္ခလေ။အခုချိန်နေလူပြိုကြီးပဲရှိသေးတာ။ဟုတ်ပါတယ်မေရဲ့။အဲ့ဒါကြောင့်ကျမတို့လည်းလေ သူ့အတွက်မိန်ကလေးကောင်းကောင်းလေးရှာနေတာသူနဲ့တင့်တော်မဲ့မိန်ကလေးမတွေ့သေးလို့အခုရှာဆရာမလို့တော့ဘူးချွေးမအမေရှာထားပြီးပြီအမေတို့ရွာမှာအမေရဲ့တငယ်ချင်းဟောင်းတယောက်ရှိရဲ့သူ့ရဲ့မြေးမလေးကအရန်ကိုလှပြီးတော့လိမ်မာရင်ကျေးတာအမေကမြေးလေးနဲ့သူ့ကိုသဘောတူထားလိုက်ပြီဒေါ်နန်စီကရုတ်တရက်အန်အိုးသွားပြီးရောက်မှရှိမှဟန်ဆောင်ပြုံးလိုက်ခါပြုတ်ခဲ့ပါတယ်ဟုတ်ကဲ့ပါမေအမေပြောသလိုပဲလုပ်ပါမယ်အေးအမေကလည်းဘသူ့ကိုမှမမေးတော့ဘဲနဲ့သဘောတူလိုက်တာ ဘာလို့လဲဆိုတော့ကာမလေးကတအားကိုတော်တော့မေးစရာကိုမလိုတာအမေကတလောက်ကြီးမားတဲ့ဆုံးဖြတ်ချက်ကိုချထားတာဆိုတော့တခုခုသေချာစမ်းစားပြီးမှပဲလောက်တာဖြစ်ရမယ်ညအချိန်ရောက်တဲ့အခါအခန်းထဲမှာဒွန်နန်စီနဲ့ဦးကျော်ဝင်းတို့ကထိုင်နေကြပါတော့တယ်ကျမပြောတော့နားထောင်အောင်ယောက်ျားရယ်အမေကကျမတို့ရဲ့တားငယ်လေးအတွက်မင်းလေးရှာထားတယ်တော့ဟုတ်တယ်အမေကငါ့ကိုလေပြောတယ်ဒါပေမဲ့လေရွာမင်းလေးဆိုတော့ကျမတို့အိမ်မှာဘလို့အဆင်ပြေအောင်နေနိုင်ပါမလဲ ကျမတို့ကမော်ရယ်မိသားစုဝုတ်ပုံစားပုံတွေးခေါ်ပေါ်အကုန်လုံးသူတို့နဲ့တခြားစီပဲအဲ့ဒီကောင်မလေးတားတွေကိုဘယ်လိုလက်ခံနိုင်ပါမလဲအဲ့ဒီတော့ဘာဖြစ်လဲအမေရဲ့နောက်ဆုံးဆန္ဒကသူ့ရဲ့မိလေးကိုသူသဘောကျတဲ့မင်းကလေးနဲ့မင်္ဂလာဆောင်စေချင်တာငါတို့အင်းရဲ့နောက်ဆုံးသားငယ်လေးရဲ့မင်္ဂလာဆောင်ပဲအမဟုတ်ပါပြီရှင်နဲ့အမေတို့ရဲ့သဘောတူတယ်လို့ပဲပေါ့ကြောင်မှာရွရွမြေကြီးနဲ့ဆောက်ထားတဲ့အင်းလေးတိန်ရှိပါတယ်အိမ်ထဲမှာတော့ထင်းမီးပုံနဲ့ဝီရီရဲ့အမေဟာခေါင်းပေါ်မှာပဝါချုံပြီးထမင်းဟင်းချက်နေတဲ့အချိန် ဝီကြီးကသူ့မိန်းမလာထန်လိုက်ပါတယ်အမေကောင်းဘောဘွားချုပ်ပြီးဘာလို့ထမင်းချက်냐လဲအဲ့လိုခြုံထားတော့အဆင်မပြေဖြစ်နေမှာပေါ့သမီးရဲ့ဒါအမေတို့ရဲ့တလိရိုးရာသမီးအဖွားလဲ့တော့ကလည်းဒီလိုပဲခြုံတာအမေကလည်းအဖွားစီကတင်ထားတာလေသမီးကိုလည်းအမေကတည်ရင်ကျေးမှုအကြောင်းတင်မင်းနေတာအမေရဲ့ဒီလိုခြုံထားတော့အဆင်မပြေဘူးပေါ့အသက်တောင်ဘဝရှူလို့မရတော့ဘူးမဟုတ်ဘူးသမီးအမေတို့ဒီလိုမျိုးခြုံတာနဲ့ပဲလူတွေကသိကြတာ ပဝါစာရီစွတ်တို့ဆိုတာမင်္ဂလီတယောက်ရဲ့လက်ဝဲရတနာဆက်ပဲရခမအိမ်မှာချွေးမတိုင်းကပဝါချုံပြီးတော့ပဲနေတဲ့နာလေဟုတ်ကဲ့ပါမေအမေပြောသလိုပဲလိုက်နာပါမယ်ဝီဟာကောင်းငင်ပြီးတော့အမေရဲ့ရိုးရာဓလိကိုလက်ခံလိုက်ပါတော့တယ်ပြန်နေငယ်ကြတဲ့အခါမှာမင်းဒုခနဲ့ဝီတို့ကိုအကြီးအကျယ်မင်္ဂလာဆောင်ပေးလိုက်ပါတော့တယ်မြို့နယ်ရွာရဲ့ဓလိတွေအားလုံးပေါင်းပြီးအစင်လာတွေကိုလှုပ်ကြပါတော့တယ်ဝီကမင်္ဂလာဆောင်နေစဉ်တစ်ချိန်လုံးခေါင်းပေါ်ကိုပဝါချုံထားခဲ့ပါတယ် ဘုန်းကြီးကလည်းမန်တန်တွေရွတ်ဖတ်ပြီးတော့မင်္ဂလာဆောင်လို့ပြီးသွားပါတော့တယ်။ဝီကြီးဟာပထမဆုံးရောက်ခမရင်ကိုလာတဲ့အခါဂိတ်ပပမှာရောင်စုံအမှုန့်တွေနဲ့အလှဆင်ထားပြီးအာရတီဘန်းကိုလည်းပြင်ဆင်ထားခဲ့ပါတယ်။ရောက်ခမဟာခစ်ဆန်းတဲ့ကောင်းဝင်ကိုဝတ်ထားပြီးတော့ကျဲနဲ့ရောင်မနှစ်ယောက်ကလည်းကောင်းဝင်တူတူလေးတွေဝတ်ထားကြပါတယ်။ရောင်မအငယ်ဆုံးလေးဟာလည်းမော်ဒန်ဝတ်စုံကိုဝတ်ဆင်ထားပြီးဝီကြီးကတော့ကောင်းဘောပွားချုံပြီးမတ်တရက်နေပါတယ်။ချွေးမရီဒီအိမ်မှာသမီးကိုကြိုးဆိုပါတယ်။ မော်ဒန်အဝယ်စားတွေဝတ်ပြီးသပင်ဖားလာချတာကအကုန်လုံးကမတည့်ရက်နေကြပါတယ်။ဝီဟာကောင်းမော်ကပမာကိုနည်းနည်းဖယ်ပြီးအရှိမရက်နေတဲ့ရောက်ခမနဲ့ရောင်မသုံးယောက်တို့ကိုကြည့်ကပြောလိုက်ပါတော့တယ်။ငါတို့ရွာမှာဆိုချွေးမတွေကသူတို့မျက်နာအောင်ပြကြတာမဟုတ်ဘူး။မြို့မှာတော့မြို့သမီးတွေကခန္ဓာကိုယ်ပါပြနေကြတယ်။ရောင်မနှစ်ယောက်ကရီးပြီးတော့တယောက်ကိုတယောက်ကြည့်ရင်းနဲ့ပြောခဲ့ပါတယ်။"အိုးကောင်းပေါ်ပွားခြုံထားတဲ့ချွေးမလေးကတော့တော်တော်ယဉ်ကျေးတာပဲ။" အင်းလေဟုတ်တယ်ဒီမှာတော့ဘသူမှပဝါမချုံဒီအတော်ကြီးကိုလည်းကြည့်အောင်52ไก่လောက်ရှိတဲ့ပိတ်စာကြီးကိုခြုံထားတယ်သမီးဒီမှာအကုန်လုံးမော်ဒန်ဥစားတွေပဲဝတ်ကြတာသမီးလည်းတဖြည်းဖြည်းချင်းဝတ်တဲ့အကျင့်ကိုထည့်လိုက်ငါတော့အမေတင်မေးထားတယ်လို့ပဲလိုက်နာမယ်ပဝါစာရီနဲ့တလျာငါ့ရဲ့အတိမတ်ပဲဝီယီဝတ်ထားတာကိုကြည့်ပြီး ရောက်ကမနေရောင်းမကြီးနှစ်ယောက်ကတယောက်ကိုတယောက်ကြည့်နေကြပါတယ်ရောင်းမအငယ်ဆုံးလေးကတော့ဝီယီကိုချစ်တဲ့အကြည့်လေးနဲ့ကြည့်နေပါတယ် ောက်နေ့မနက်မှာအင်းရဲ့ဟောကန်ကြီးတစ်ခုမှာစူပါရီဂျာတွေကွန်စောခင်ကြပါတယ်။ဝီဟာခေါင်းပေါ်ပွားချုံပြီးခေါင်းကုန်ကထိုင်နေခဲ့ပါတယ်။ယခမနဲ့ချွေးမကြီးနှစ်ယောက်ကအေဒေရီကိုအင်းနဲ့ကြိုဆိုနေခဲ့ပါတယ်။သမီးရဲ့အခုတော့ဒီပွားကြီးကိုဖယ်လိုက်ပါတော့အားလုံးကသမီးရဲ့မျက်နှာကိုကြည့်ချင်နေကြတယ်။ဒီနေ့တော့အကုန်လုံးမျက်နှာပြလိုက်ပါ။ရှားပါတယ်အမေရဲ့သမီးတီလိုပဲအဆင်ပြေပါတယ်။ယောက်ခမကနည်းနည်းတွန်းဆုပ်သွားပြီးပြုံးလိုက်ပါတော့တယ်။ အနီးနားမှာထိုင်နေကြတဲ့မျိုးသမီး၃ယောက်ကတူတူလေးတွေစကားပြောနေကြပါတယ်။တားပါလဲဒီအိမ်ရဲ့ချွေးမကြီးညောင်ကမော်ရန်အဝတ်စားတွေဝတ်ပြီးချွေးမငယ်ဆုံးလေးကရွာဆိုတော့ကောင်းပေါ်ပေါ်ဝါချုံပြီးတော့ထိုင်နေတယ်။တကယ်ပါပဲ။ပိုးရင်ခက်တုံးကလို့လူရှင်တော်ကြားနေရပဲ။အမကြီးရဲ့အမကြီးကတော်တော်ထူးဆန်းတဲ့ချွေးမအောင်ရှာထားတာပဲ။သူ့ကြောင့်နဲ့ကျန်တဲ့ချွေးမညောင်လည်းဘလို့အဆင်ပြေအောင်နေကြမလဲမသိဘူး။တကယ်တော့သူ့အမေကသဘောကျလို့တအားအငဲ့လေးနဲ့မင်္ဂလာဆောင်ပေးတာ အမတို့လည်းကျမတို့ဝတ်ပုံစားပုံသိနေရပဲလေအမျိုးသမီးတွေဟာထပ်ပြီးရေးကြတဲ့အခါဝိညာဉ်ကပို့ပြီးတော့ကောင်းကွန်ငုံနိုင်ပါတော့တယ်မလမကန်းမှာမင်းသူခါကမတည့်ရပြီးစကားတွေကိုနားထောင်နေတဲ့အချိန်မကြီးအကြီးကစကနာထိုးဖို့မင်းသူခါစီကိုသွားလိုက်ပါတော့တယ်မတ်လေးတွေ့ရမလားပေခစ်တော့ကမိမယူလာလဲဆိုပြီးမိမမဘလို့အကုန်လုံးကဝိုင်းပြောနေကြပြီလေမင်းသူခါကကြပြဘက်ကိုလီလီနက်နက်ကြည့်ပြီးပြောလိုက်ပါတော့တယ် မကြီးရင်လူတယောက်ရဲ့ဝတ်ပုံစားပုံကိုကြည့်ပြီးတော့ခက်တဲ့ခဲဟောင်းဘာညာဆိုပြီးပြောစရာလိုမယ်လို့ကျွန်တော်တော့မထင်ဘူးအကုန်လုံးသူတို့သဘောအတိုင်းဝတ်လို့ရပါလေအဲ့ဒီတော့မကြီးနောက်ချက်တယောက်ကကြားထဲမှာစကားဝင်ပြောပါတော့တယ်။အိုးအခုတည်းကမတ်လေးရရောင်းမလေးဖက်ကနေကပြောပေးနေပြီပေါ့။ဝီရီလာတာတည့်ရတောင်မပြည့်သေးဘူး။မကြီးတို့မေ့နေပြီ။တော်လိုက်တာမတ်လေးရဲ့တော်လိုက်တာ။မင်းဒုက္ခကခက်ခက်ခဲခဲနဲ့ပြုံးလိုက်ပါတော့တယ်။မကြီးတို့ ကျွန်တော်ရုံးသွားဖို့နောက်ကျနေပြီသွားရမယ်နော်မကြီးတို့ပဲဒီအစင်လာကိုဆက်ပြီးလုံးလိုက်ကြပါမင်းတို့ခါလေးရုံးကိုသွားလိုက်ပါတော့တယ်နောက်နေ့မနက်မှာရောက်ခမကအိမ်မှာဟိုဘက်ဒီဘက်ကြည့်နေတဲ့အချိန်ဝင်းကြီးကမိဖို့ကြောင့်တည်းကနေကောင်းပေါ်ပွားချုံပြီးထွက်လာတဲ့အခါမှာရောက်ခမကသူ့ကိုတားလိုက်ပါတယ်တမီးရဲ့ဒီနေ့အမေရဲ့အထူးရဲ့တယ်ရီလာကြမှာသူတို့အရှိမတမီးတီလိုပွားကြီးချုံမင်းမလာနဲ့စာရိတ်ဝတ်တာတော့ဟုတ်ပါပြီဒါပေမဲ့ ဒီလိုတောသူမလို့ပဝါကြီးချုပ်ပြီးတော့ခေဟောင်းတော့လူတယ်လို့မလောက်ပါနဲ့ကွဟုတ်ကဲ့အမေရောက်ခမကအဲ့လိုပြောပြီးထွက်သွားလိုက်ပါတော့တယ်ဒီဘက်မှာခေဆန်းနဲ့ချွေးမနှစ်ယောက်နဲ့နှင်းနှင်းတို့က ပြင်ဆင်နေကြပါတယ်ချွေးမအကြီးကစတိုင်ကြတဲ့မော်ဒန်ဝတ်စုံကိုဝတ်ထားပြီးနောက်တစ်ယောက်ကရေသူမကောင်းဝင်ကြီးဝတ်ထားပါတယ်သူတို့နှစ်ယောက်ကမိတ်ကပ်ကောင်းကောင်းလိမ့်နေကြပြီးမှန်နေမှာသူတို့ကိုသူတို့ဒစိမ့်စိမ့်နဲ့ကြည့်နေပါတော့တယ် တကားပေးမြည်လာတဲ့အခါမှာယောက်ခမကဧသေးရီကိုအိမ်ထဲကိုကြိုဆိုခဲ့ပါတယ်။အိမ်ထဲမှာရီမောတန်နေနဲ့လည်းပြည်နေပါတော့တယ်။ဧသေးရီဟာရီမောရင်နဲ့စကားတွေပြောနေကြပြီးဟော့ကန်နဲ့မှထိုင်နေကြပါတယ်။ဒေါ်နန်စီကတော့လဖြစ်ရေးရဲ့မုံ့နေရဲ့နဲ့အခန်းနေတဲ့အချိန်ဝီယီကအခန်းထဲကနေထွက်လာပါတယ်။ဝီယီဟာစာရီဝတ်ထားပြီးခေါင်းပေါ်မှာလည်းပေါပါချုံထားခဲ့ပါတယ်။သူ့ရဲ့လမ်းလျှောက်တဲ့ပုံစံကလည်းတင်းတင်းမွေ့မွေ့ပါပဲ။ဧသေးရီဟာသူ့ကိုတွေ့တဲ့အခါမှာ တယောက်ကိုတယောက်ကြည့်ပြီးရီးကြပါတော့တယ်။နန်စီရဲ့ပေခစ်တော့ချွေးမောင်ရှာထားတာလေ။သူ့ကြည့်ရတာရောစာမတက်ပေမတက်နဲ့တူတယ်။ကျမတို့အရင်ကဒီအိမ်မှာတီလိုချွေးမောင်မျိုးတစ်ခါမှမတွေ့ဘူး။ဝီကြီးကရှက်လို့ပူပြီးတော့ခေါင်းကိုငုံလိုက်ပါတော့တယ်။အိမ်မှာမတည့်ရကြည့်နေတဲ့တားကြီးဖြစ်တဲ့ကြောကြောကမျက်နှာခတ်ထန်နေပါတယ်။ကြောကြောဟာသူ့မိန်းကိုလာပြီးနားထဲမှာတူတူလေးပြောလိုက်ပါတော့တယ်။ အမေရဲ့အမေတငယ်ချင်းတွေကဘလူစကားတွေပြောနေရလဲဝူကြီးမှာအရှက်ရနေပြီဒီလိုမျိုးကောင်းဖို့ဘဝကြီးချုပ်ပြီးတော့မလာပါနဲ့လို့အမေလည်းသူ့ပြောထားတာပဲသူကအမေစကားကိုဘယ်မှနားထောင်လို့လဲအခုလဲကြည့်အမေကိုအားလုံးရှေ့မှာအရှက်ခွဲလိုက်ပြန်ပြီအခုဒီလူတွေပဲတခြားနေရာတွေမှာသွားပြီးတော့တိတ်ခါထက်ချကြအောင်မှာဒေါ်နစီကအတင်းဟန်ဆောင်ပြုံးပြီးအဲ့တဲ့ရင်းရှေ့မှာအချင်းတွေကိုပြန်ထိမ့်ဖို့ကြိုးစားပါတော့တယ်ဒီစကားရင်ထားပါဥယျာတအားတလိရောရောက်ထိမ့်နေတာ အခုခေတ်မှာဒီလိုချွေးမမျိုးပမာရှာလို့ရတော့မှာလဲအဲ့ဒီရီကလည်းအချိန်လေးကိုနားလေလို့တိတ်တိတ်နေပြီးခဏကြာမှတော့လက်ဖက်ရင်နဲ့မုံစားပြီးပြန်သွားကြပါတော့တယ်တကားပိတ်လိုက်တာနဲ့ရောက်ခမရဲ့မျက်နှာကဆေးဆိုးသွားပြီးနေရင်နေလို့ဝီကြီးဟာငြင်းငြင်းလေးမတည့်ရနေပါတယ်မော်ဒန်ချွေးမနှစ်ယောက်ကလည်းတခက်ခက်နဲ့ရည်နေကြပါတော့တယ်ရောက်ခမကဝီကြီးကိုစကားတစ်ခုမှမပြောဘဲစိတ်ဆိုးတဲ့အကြည့်တွေနဲ့ကြည့်ပြီးအခန်းထဲကိုဝင်သွားလိုက်ပါတော့တယ် တရက်မှာအကုန်လုံးကပါတီပွဲကိုသွားကြပါတော့တယ်။အော်ဂန်ကြီးတစ်ခုမှပါတီပွဲလုပ်နေပြီးအိမ်မှာအကုန်လုံးကကကြခုံကြရီကြမိုးကြနဲ့စကားပြောနေကြပါတယ်။ယောက်ကတိယောက်ခမမင်းသူခတားဒီနှစ်ယောက်နဲ့ချွေးမနှစ်ယောက်တို့ကအမျိုးရင်းကြားထဲမှာ ထိုင်နေကြပါတယ်။ဝီရီဟာစာရီဝတ်ထားပြီးခေါင်းမော်ကိုပဝါချုံထားပါတော့တယ်။အကုန်လုံးနဲ့အတူမထိုင်မင်းတက်တက်မတည့်ရနေပါတယ်။မော်ဒန်ဒီဇိုင်းဝတ်ထားတဲ့ချွေးမနှစ်ယောက်နဲ့တခြားအမျိုးရင်းကြားထဲမှာ ဝီကပုံတုံးကြီးပုံစံဖြစ်နေပါတယ်။အမရေကိုတောက်မှာရက်နေတဲ့ကာမလီယာအမတို့အိမ်မှာအင်ဖော်အစ်ခေါ်ထားလား။ဝီကရင်ကိုရှက်သွားပါတော့တယ်။ဒါပေမဲ့ဒီတစ်ခေါက်ညင်ညင်မနေတော့ဘဲတက်တီမွေးပြီးတော့အဲ့ဒီအမျိုးသမီးတွေကိုပြန်ပြောလိုက်ပါတော့တယ်။အန်တီရေဝတ်စားပုံနဲ့ဘာမှမတက်ဆိုင်ပါဘူး။နှလုံးသားတန့်ရှင်းဖို့ပဲလိုတာပါ။အခုလိုပုံစံဟာဟိုးရင်ခေတ်တရလူတွေကျင်သုံးလာကြတာ။အန်တီမိညာနဲ့တူတယ်။လူတယောက်ကလေ မျက်နာလည်းမလားအဝတ်စားလည်းဝတ်ထားတာမလှရင်နှလုံးသားကိုဘာလုပ်ရမှာလဲဒီနေ့အမတို့ရဲ့အိမ်မှာကောင်းပေါ်ဘဝခြုံထားတာကိုပထမဆုံးမြင်ဘူးတာပဲမဟုတ်ရင်အမတို့အိမ်ကဝတ်ပုံစားပုံကလေအမျိုးတွေအကုန်လုံးကြားထဲမှာရေပန်းစားနေကြတာဝင်းကြီးရဲ့ပြန်ပြောတဲ့စကားကြောင့်ယောက်ျားမကစိတ်တူပြီးမျက်နာနှီးရဲနေပါတော့တယ်ချွေးမကြီးနှစ်ယောက်ကလည်းပဲစကနာထူးကြပါတော့တယ်သူ့ကြောင့်နဲ့သမီးတို့မှဘလို့တွေတောင်အပြောခံနေရလဲဟုတ်တယ်မမပြောတာမှန်တယ် ဒီတော့သူမှကြောင်ဘယ်နေရာမှမစိုးသမီးတို့မှတိုက်ခါကြနေရတယ်။ကဲအခုဒီကနေပြန်ကြမယ်။တော်တော်အဆက်တွေလည်းကွဲနေပြီ။ဒီနေ့အတွက်တော်လာပြီ။မဟုတ်ရင်နောက်ထပ်မျိုးသမီးတွေရောက်လာရင်ငါထက်ပြီးအဆက်ကွဲအောင်မှာ။ဝိညာဉ်မှာဘာပြစ်ရှိလို့လဲ။သူလည်းသူ့ဘာသာတတ်တောင်တတ်တာရှိတဲ့ဝယ်စားဝယ်ထားတာပဲ။အကုန်လုံးကဘာလို့ဝိုင်းပြီးပြောနေကြတာလဲ။အခုမင်းကသူ့ဘက်ကလိုက်ပြီးပြောမနေနဲ့။ဒီလိုမျိုးကောင်းမှဘဝကြီးချုပ်ပြီးမလာပါနဲ့လို့သူ့ကိုဘယ်နှခါပြောထားလဲ။နေရာတကာငါပဲအဆက်ကွဲနေရတယ်။ တားကြီးနဲ့တားလက်နှစ်အောင်လုံးကတပြိုင်တည်းပြောကြပါတော့တယ်။အမေကအမေနဲ့ဝိယူစူနေတော့တာပဲ။ဘယ်တော့မှသူ့ဘက်ကနေမပြောဘူး။ဟုတ်တယ်မေ။အမေကသူ့ကိုအပြစ်ပေးမြင်နေတာ။ဒီနေ့လေလူတွေတလောက်ပြောနေကြတာတောင်အမေကသူ့ဘက်ကနေတခါတော့မှ support လုပ်မပေးဘူး။ယောက်ကမကစိတ်ဆိုးလို့ငြိမ်နေပေမဲ့ယောက်ကတိကဒေါသထွက်ပြီးအကုန်လုံးကိုတားပြီးတော့ပြောလိုက်ပါတော့တယ်။အခုအားလုံးထားတော့ပြန်ကြမေ။ဒီမှာထပ်ပြီးအရှက်ကွဲခြင်းသေးလို့လား။အကုန်လုံးဝိုင်းကြည့်ပြီးတော့ရင်းနေကြတယ်။ မိသားစုဝင်တွေအကုန်လုံးကတိတ်တိတ်ဆိတ်ဆိတ်တယောက်ကိုတယောက်ကြည့်နေကြပါတယ်။အမျိုးတွေအားလုံးကတင်းပြောနေကြပြီးရောက်ကတိနဲ့ရောက်ကမကဒေါသထွက်လို့အကုန်လုံးဟာပါတီပွဲကနေအင်ကိုပြန်သွားကြပါတော့တယ်။နောက်နေ့မနက်မှာဝီရီကလေးလံနဲ့ပေါ်ပါကူခေါင်းပေါ်ချုံပြီးနေကားပေါ်ကနေဆင်းလာခဲ့ပါတယ်။မြင်း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 နဲ့ဆင်းလာတာပေါ်ပါကူခြေထောက်နဲ့တန်းနေမိပြီးပြုတ်ကျသွားပါတော့တယ်။အားလုံးကစိုးရင်တကြီးနဲ့သူ့စီကိုလာကြပါတယ်။ ဒီအိမ်မှာပဝါချုံစရာမလိုဘူးလို့တမီးကိုဘယ်နှခါပြောရမလဲတမီးတို့ရွာမှာဒီလိုပဝါချုံကြပေမဲ့ဒီမှာဘသူမှရိုးရာကိုမလိုက်နာကြဘူးအခုလဲကြည့်တမီးပဲပြုတ်ကြတာမဟုတ်ပါဘူးအဖေတမီးအမေကတမီးကိုဒီလိုပဲတင်ထားပေးတာအမေကလည်းသူ့ရခမအိမ်မှာဒီလိုပဲကောင်းဖို့ပဝါချုံပြီးနေလာခဲ့တာတဲ့တမီးလည်းတရိုးရောင်ဆက်ပြီးထိမ့်သိမ့်နေရပါအနားမှာထိုင်နေတဲ့နှင်းနှင်းကငင်းငင်းလေးထိုင်ကြည့်နေပါလေ။ညနေရောက်တော့ဝိကြီးဟာခန်းထဲမှာတယောက်တည်းထိုင်နေပါလေ မန်ရှိမှာသူ့ကိုယ်သူကြည့်ပြီးစိတ်မကောင်းဖြစ်နေပါတော့တယ်။အဲဒီချိန်မှာနှင်းနှင်းကတကားခောက်ပြီးအခန်းလေးကိုဝင်လာခဲ့ပါတယ်။ရောင်းမရဲ့အကုံလုံးကတလောက်တောင်ဝိုင်းပြောနေကြတာစိတ်မကောင်းမဖြစ်ဘူးလားယင်။နှင်းနှင်းရဲ့စိတ်မကောင်းဖြစ်တာပေါ့။ဒါပေမဲ့လည်းဘလို့လုံးဝမလဲ။ကိုယ်စိတ်ချက်ကိုဝှစ်ချင်တဲ့ပုံစံဝတ်တာအလောက်တောင်ဆိုးရွားတာလားယင်။အမအမေကလည်းဒီလိုပဲနေလာတာ။အမကလည်းဒီလိုပဲတင်ပေးထားတာ။ရောင်းမရဲ့အဲ့လိုမျိုးမဟုတ်ပါဘူး။ဘသူမှရောင်းမရဲ့စိတ်ချက်ကိုလိုက်တားနေရလည်းမဟုတ်ဘူး။ ခေအလိုက်နည်းနည်းတော့ပြောင်းလဲနေထိုင်တဲ့နယ်လေရောင်းမကြီးမြောက်လို့အဝတ်တတိုးလေးတွေဝတ်ပါလို့မပြောပါဘူးပေါ်ဝါခြုံထားတာဖယ်လိုက်တာတော့လုံနိုင်တယ်မလားဘယ်ပြောလို့ရမလဲကောင်းပေါ်ကပေါ်ဝါခြုံထားတာဖယ်လိုက်တာနဲ့အကုန်လုံးကဝိုင်းပြီးချီကျူးကြမလားဆိုတာတွေ့ပါလိမ့်မယ်ရောင်းမလေးရှင်းပြသလိုဘသူမှအမအကိုတလောက်ကောင်းကောင်းမွန်မွန်နားလဲအောင်မပြောပြဘူးတကယ်လို့တယောက်ယောက်ကအမအကိုစောရဲကဒီလိုမျိုးတည်တည်ချာချာရှင်းပြရင်ကောင်းပေါ်ကပေါ်ဝါဖယ်လိုက်တာကြာပေါ့ရောင်းမအဲ့ဒါဆိုရင်တော့တမိစကားကိုနားထောင်လိုက်ပါမနှက်ပြန်စပြီးတော့လေ ကောင်းပေါ်မှာတီပွားဝါကြီးမချုံတော့ပါဘူးလို့ဂတိပေးအမကောင်းပါပြီမချုံတော့ပါဘူးလို့ဂတိပေးပါရနော်နှစ်ယောက်သားတယောက်ကိုတယောက်ကြည့်ပြီးပြုံးနေကြပါတော့တယ်နောက်နေ့မနက်မှာအိမ်နားမှာရှိတဲ့ဒေါ်အိမ်မှာအသူမချတာရက်လေမှုလို့ဖိန်ထားတဲ့အတွက်ကြောင့်မိသားစုတွေအကုန်လုံးသွားကြပါတော့တယ်ရောက်ခမနဲ့ချွေးမကြီးနှစ်ယောက်ကစတိုင်ကြပြီးမော်ဒန်ဆန်နဲ့စာရီကောင်းကောင်းလေးတွေကိုဝတ်ထားကြပါတယ်ဝီကြီးကတော့ရိုးရိုးစာရီလေးဝတ်ပြီးခေါင်းပေါ်ကိုပွားပွားလေးတင်ထားပါတယ် သူတို့တွေအင်ဂျင်ဝင်လာတဲ့အခါအိမ်မှာရှိနေကြတဲ့မျိုးသမီးတွေကတယောက်နဲ့တယောက်တီတူပြောဆိုနေကြပါတယ်။အမကြီးရဲ့လူတယောက်ရဲ့အတုပောက်လာတာလားဖက်ရှင်ရှိုးလာပြတာလားဒါဘလို့ဝတ်တွေဝတ်လာလဲသူတို့ကဒီလိုအခွင့်အရေးမျိုးပဲရှာနေရလေဒါမှသူတို့ရဲ့မော်ဒန်ဝတ်စားတွေကိုပြလို့ရအောင်ကြည့်ပါလားအခုလိုနေရာမျိုးမှာတော့မှဖက်ရှင်တွေလာပြနေကြတယ်။ဒီချွေးမနှစ်ယောက်ကိုလည်းကြည့်အောင်ဘယ်တော့ကြည့်ကြည့်ဒီလိုဝတ်စားတူတူလေးတွေဝတ်ပြီးတော့ပဲရှောက်သွားနေကြတယ်သူတို့မှတခြားဝတ်စရာအဝတ်မရှိဘူးနဲ့တူပါလေ။ အဝတ်အစားဘလို့ပဲဝို့ဖို့ပါဒါပေမဲ့နေရာတော့ကြည့်ဝတ်ရမှာပေါ့ရှင်ဒါပေမဲ့လေသူတို့ရဲ့ချွေးမငယ်လေးကတော့ရိုးရိုးစာရီလေးပဲဝတ်ပြီးလာတာအမကြီးရဲ့အ ਨੇ ဆုံးတော့ဒီချွေးမငယ်လေးစီကနေတင်လိုက်ပါအောင်ရှင်ရောက်ခမနဲ့ချွေးမကြီးနှစ်ယောက်ကရှက်ပြီးတယောက်နဲ့တယောက်ကြည့်နေကြပါတယ်ဝီယီဟာငင်းငိမ့်လေးပဲမတည့်ရနေပါတယ်ဝီယီဒီနေ့နေ့အကုန်လုံးဝမ်းချီကျူးနေကြလို့အရင်ပျော်မနေနဲ့ဟုတ်တယ်နင်ကြောင့်နဲ့ငါတို့မှပဲနှစ်ခေါက်အဆက်ကွဲခဲ့ရပြီလေ တယောက်ယောက်ကနှင်းကိုချီကျူးတာဒါပထမဆုံးပဲဝီကြီးကပြုံးပြီးငြိမ်ငြိမ်လေးရင်နေသွားတယ်ဒါပေမဲ့ဘာမှပြန်မပြောပါဘူးနင်တို့နှစ်ယောက်တော်ကြပါတော့သူများရင်လာတာလေနင်တို့တွေကတယောက်နဲ့တယောက်နှိမ်ချနေကြတယ်ညီကိုနှစ်ယောက်ကတယောက်မျက်နှာတယောက်ကြည့်နေတာကြောင့်ချွေးပါနှစ်ယောက်ကလည်းတိတ်သွားကြပါတော့တယ်မနေ့မိုးနေ့တော့အိမ်ထဲမှာပြောင်းဆန်နေကြပါတယ်ကြပြားကမှန်းရှိမှထိုင်ပြီးတော့သပင်ကာနာစိုးနေပါတော့တယ် နှခမ်းဒီထိုင်ဆိုးနေရင်မှန်နေကြည့်ပြီးတော့ရောက်ခမကိုလှမ်းပြောပါတော့တယ်အမေရဲ့ please please ဒီတော်သူမဝိကိုအဲ့ဒီကိုမခေါ်သွားပါနဲ့ပြီးခဲ့တဲ့တခါအရှက်ကွဲတာမမှတ်မိလို့လားအဲ့ဒီကအမျိုးသမီးတွေကအတင်းနဲ့ပြောနေလိုက်ကြတာများဟုတ်တယ်အမေသူဒီတစ်ခေါက်လဲကောင်းဖို့ဘဝကြီးခြုံမိလိုက်ရင်အမျိုးသမီးတွေကမော်ရန်အိမ်ကချွေးမာတွေဆိုတာဒီလိုမျိုးတွေဆိုပြီးသမီးတို့တွေကိုထပ်ပြီးအရှက်ခွဲလိုက်မယ်ရောက်ခမကအတန်ပြင်းပြင်းယူပြီးခုံပေါ်မှာထိုင်လိုက်ပါတော့တယ်သမီးတို့လည်းနားလေပါ အမေသာဝိယကိုခေါ်မသွားရင်အဲ့ဒီကအမျိုးသမီးတွေကအမကြီးရဲ့ချွေးမငယ်လေးကိုဘာဖြစ်လို့မခေါ်လာတာလဲဆိုပြီးမေးကြလိမ့်မယ်အဲ့လိုဆိုရင်လည်းအမေပဲအဆက်ကွဲရမှာသမီးတော့ဘသူမှဘာမှပြောမှမဟုတ်ဘူးအပြစ်တွေအကုန်လုံးကအမေပေါ်ရောက်လာလိမ့်မယ်ဒါပေမဲ့လည်းအမေရဲ့သူ့ရဲ့ဝတ်ပုံစားပုံကြောင့်ပဲသမီးတို့မှထက်တလဲလဲအဆက်ကွဲနေရတာမမပြောတာဟုတ်တယ်။ तू ကအခုချိန်ထိ dress ကောင်းကမဝတ်တတ်သေးဘူး။သူ့စီအားနှောက်ရော။ဘာများထက်ပြီးမျောလင့်စရာရှိလို့လဲ။ သူကအခုလိုမျိုးပုံတုံးအတော်ကြီးပုံစံဝတ်တော့သမီးတို့တွေမော်ရယ်မိသားစုဖြစ်တော့ရောပါထူးသေးလေနင်းနင်းကငင်းငင်းလေးစကားတွေကိုပြီးအောင်နားထောင်ကရုတ်တရက်ခုံကနေထပြီးပြောလိုက်ပါတော့တယ်အကုံလုံးတော်ကြပါတော့တော်ကြပါတော့တစ်ချိန်လုံးရောင်းမလေးကိုပဲအပြစ်ပြောနေကြတယ်သူကြီးပြင်းခဲ့တဲ့နေရာမှာဒီလိုယဉ်ကျေးမှုတလေးပဲတင်လာခဲ့ရတာလေရုတ်တရက်ကြီးသူဘလို့လိုက်ပြောင်းလဲပြီးနေနိုင်မှလဲသူ့ရဲ့စိတ်သဘောထောက်လဲကြည့်အောင်နင်းနင်းညံ့ညာအကုံလုံးကိုကြည့်ဆိုင်တယ် ထမင်းချက်ပြုတ်ကျွေးပြီးလူတိုင်းရဲ့အလုံမှလည်းဝိုင်းကူညီပေးတယ်။ဒါပေမဲ့ရောင်မအကြီးတို့မှာတော့မိတ်ကက်လိန်ဖို့နဲ့ဝတ်ဆောင်ဖို့ဖို့ပဲအချိန်ကုန်နေကြရလေ။သူကအတော်ကြီးပုံစံဆိုပေမဲ့အကုန်လုံးအတွက်တော့စဉ်းစားပေးရှာတယ်။ရောင်မအကြီးတို့ကဘသူအတွက်မှစဉ်းတော့မစဉ်းစားကြအောင်ဟုတ်တယ်မလား။အမလေးလေးအမလေးတော်ကြပါတော့ဟဲ့တော်ကြပါတော့သူ့ကိုဘလို့ပြောင်းလဲပေးရမလဲဆိုတာအမေကြည့်မယ်။ရောက်ခမကဝိညာဉ်ခန်းလေးကိုဝင်သွားတဲ့အချိန် ဝိညာဉ်ကရွရွလေးဝင်ပြီးတော့ငငိမ့်လေးကရင်ပေါ်မှာထိုင်နေပါတယ်။ချွေးမရေဒီပါတီပွဲအရေးကြီးတယ်နော်။အိမ်တိုင်းအိမ်တိုင်းအမျိုးသမီးတွေသူတို့ရဲ့ချွေးမတွေခေါ်ပြီးလာကြမှာ။အကုန်လုံးကလည်းဝတ်ကောင်းစားလာတွေဝတ်ပြီးလာကြမှာ။ချွေးမဒီလိုအတော်ကြီးပုံစံဝတ်ပြီးလိုက်မယ်ဆိုရင်အကုန်လုံးအမေကိုရှက်ခွဲကြလိမ့်မယ်။ဒီတစ်ခါအမေတိတ်ခါနဲ့စိုင်သွားပြီ။ဒီတစ်ခါသမီးလက်လာလေးဝတ်စားပြီးလိုက်ခဲ့ပါ။ဒီတစ်ချိန်လည်းအရှက်ကွဲရပြီဆိုရင်အမေထက်ဆိုးတဲ့သူဒီကဘာမှမရှိတော့ဘူးနော်။ဟုတ်ကဲ့ပါမယ်။ တကားပေါင်ပါရက်ပြီးနင်းနင်းကနားထောင်နေပါတော့တယ်နင်းနင်းဟာဝိရီအတွက် အကြံတစ်ခုရှားသွားပါတော့တယ်ယနေ့ရောက်တော့နင်းနင်းကအပြင်းထွက်ပြီးဝိရီအတွက်ရဲလာတွေကောင်းဝင်တထေဝေလာပြီးတော့သူနဲ့လိုက်ဖက်မဲ့လက်ဝရဏာရီလင်းဝေလာခဲ့ပါတော့တယ်အခန်းထဲဝင်လာပြီးဝိရီရဲ့လက်ထဲမှာဝေလာရည်အီကိုပြီးလိုက်ပါတော့တယ်ရောင်းမရေဒီ dress ကရောင်းမလေးအတွက်ဒီ dress ကိုဝတ်ပြီးတော့ပါတီပွဲကိုသွားရမယ်အဲ့အတွက်ကိုသမီးပြင်ဆင်ပေးမယ်နော်ဒီနေ့တော့လေ ရောက်မှဘလူတော်လှနိုင်လဲဆိုတာအကုန်လုံးတက်တိတ်ပြလိုက်စမ်းပါဟွန်းအွန်းအမဘလူဝေးရမှာလဲလူတွေကအမောက်မမှတ်မိပဲဖြစ်သွားမှာပေါ့ရောက်မှရဲ please တခါပဲသမီးစကားဒီတခါပဲနားထောင်ပေးပါလူတွေဘလောက်တောင်ချီးကျူးကြမလဲဆိုတာကြည်နေလိုက်ဒီနေ့တော့လေအကုန်လုံးပတ်ဆက်တွေပိတ်သွားကြလိမ့်မယ်ဝိညာဉ်ကပြုံးပြီးတော့တဖြည်းဖြည်းနဲ့လက်ခံသွားခဲ့ပါတော့တယ်။နင်းနေဟာဝိညာဉ်ကိုပြင်ဆင်ပေးလိုက်ပါတော့တယ်။ဇပင်ကိုလှလာလေးဖိပေးပြီး မိကတ်တွေလည်းလိမ့်ပေးလိုက်ခါဝစ်စုံလေးကိုလည်းဝစ်ပေးလိုက်ပါတယ်။ဝကြီးကအမှန်တည်းမှာကုကုကုကြည့်ပြီးတော့အံ့ဩနေပါတော့တယ်။ဝေါးအမအမတကယ်ပဲတလောက်တော့လှမြလာရင်ရောင်းမရဲ့ရောင်းမမသိနှစ်သမီးလေးကြာမြပဲ။အဲ့နောက်မှာနင်းနင်းကဝကြီးလက်ကိုတွေးပြီး အောက်ထပ်ကိုခေါ်လာခဲ့ပါတယ်။အောက်ထပ်မှာရောက်ကတိတာကြီးနှစ်ယောက်နဲ့မင်းဒုက္ခတို့ထိုင်နေကြပါတယ်။ဝီကြီးကအောက်ထပ်ကိုဆင်းလာတဲ့အချိန် အကုန်လုံးရဲ့အကြီးကလွှဲလို့မရနိုင်လောက်အောင်ဖြစ်နေကြပါတယ်။ဝီကြီးတမိလေးရေတကယ်ကိုလှနေတာပဲ။ဒီနေ့တော့ဝီကြီးကလုံးဝပြောင်းလဲနေတယ်။ဝီကြီးကမသိရင်မင်းသမီးတယောက်ကြာနေတာပဲ။သူကအမြဲတမ်းလာတယ်။တယောက်မှသူ့အလောက်ကိုမမြင်တတ်ကြတာ။ဒီနေ့တော့အကုန်လုံးကြည့်လိုက်ကြတော့ဝီကြီးကရှက်ပြုံးပြုံးနေပါတော့တယ်။နေနေကဝီကြီးကိုခေါ်ပြီးပါတီဝေးသွားတဲ့အခါအကုန်လုံးရဲ့အကြည့်တွေကလည်းဝီကြီးစီမားပဲရှိနေပါတော့တယ်။ तू อ่ะအဲ့ဒီရွာတောသူမပဲမလားတောသူမနဲ့လည်းတူးမနေဘူး तू อ่ะဝှက်ရီလားမှတ်တောင်မမှတ်မိဘူးဟိုချွေးမကြီးညောင်လည်းကြည့်အောင်ဘလောက်တောင်စိတ်ပြတ်ဖို့ကောင်းလဲဘလို့အောက်တန်းကြတဲ့ဝတ်တူတူလေးတွေဝတ်လာလည်းမသိဘူးသူတို့တွေကဝတ်စားတာအဆင့်ကိုမရှိတာရှိသမျှ limit ကောင်အောင်ဝတ်ကြတာအဝတ်အစားရဲ့အတိတ်ပဲကိုသူတို့နားမလဲကြအောင်လေရောက်ကမနေချွေးမကြီးညောင်ကရှက်လွန်းလို့တိတ်နေကြပါတယ်မြေသမီးတွေအကောင်လုံးလေးဝီကြီးကိုဝိုင်းပြီးချီးကျူးနေကြပါတော့တယ် ဝရီကအကုန်လုံးရှိကိုသွားလိုက်ပါတော့တယ်။အန်တီတို့တွေအကုန်လုံးကသမီးရဲ့ဝတ်စားပုံကြောင့်တောသူမှကောင်းမီးချုံမှလို့ပြောကြတယ်။တကယ်တော့အန်တီတို့တွေကလူတိုင်းကိုသူတို့ရဲ့ဝတ်စားနဲ့ပဲသတ်မှတ်ကြတယ်။တခါတော့တော့လေသူတို့ရဲ့စိတ်နဲ့သဘောထားလည်းမင်းကြည့်ပါအောင်။အရာရာတိုင်းကိုဝတ်စားနဲ့လိုက်မတိုင်းပါနဲ့။အဝတ်အစားဆိုတာဘာသူမဆိုသူတို့နဲ့တင့်တော်ရာဝတ်ကြတာဖန်ပြဖို့အတွက်မဟုတ်ဘူး။ပန်တီပွင့်ကြီးကတိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်။ချွေးမကြီးနှစ်ယောက်ကမျက်လုံးလေးတွေခေါပါချပြီး မျက်ရည်တွေနဲ့ပြည့်နေပါတော့တယ်။ပန်တီပွဲပြီးလို့အိမ်ပြန်လာကြတဲ့အခါချွေးမကြီးဖြစ်တဲ့ကဗျာကတူတူလီဝိယီကိုပြောခဲ့ပါတယ်။အမတို့ခွတ်လွတ်ပါဝိယီရဲ့အမတို့ကအမြဲတမ်းဝိယီရဲ့ဝတ်ပုံစားပုံကြောင့်အပြစ်ပြောနေကြတယ်။အမြဲတမ်းလဲတောသူမလို့ခေါ်တယ်။ဒီနေ့တော့အမတို့ဘလောက်မှားလဲဆိုတော့သိလိုက်ပါပြီ။ဟုတ်ပါတယ်။အမတို့တကားမှဝိယီဘလို့ခန်းစားရမလဲဆိုတာမတွေးမိဘူး။ဒီနေ့အမတို့အဆက်ခွဲမှဝိယီဘလို့ခန်းစားရလဲဆိုတာကိုနားလဲတော့တယ်။တကယ်ပဲအမတို့ခွတ်လွတ်ပေးပါနော်။ ိစ္စမရှိပါဘူးရောင်မတို့ရဲ့ဘတော်မှတစ်ဖက်သားကိုသူ့ရဲ့ဝတ်စားပုံကြောင့်မဆုံးဖြတ်ပါနဲ့သူတို့အကြိုက်ကိုစီဝတ်ကြတာကျမတို့ကနားလဲပေးတတ်ဖို့ပဲလိုတာရောင်မလေးပြောတာမှန်ပါတယ်အချိန်နေနဲ့အချိန်ခါကြည့်ပြီးဝတ်စားကိုရွေးဝတ်ရမယ်အမတို့ပဲမှားတာပါအမတို့လည်းရောင်မလေးလို traditional ဆန်ဆန်ဝတ်မယ်စာရီနဲ့လည်းအားလုံးရဲ့အာယုံစူးစိုက်မှုရောင်ဝတ်ကြမယ်နောက်နေ့ကစပြီးအကုန်လုံးရဲ့အပြောင်းလဲတွေကိုတွေ့မြင်နေရပါတော့တယ် ချင်းပါကြီးနှစ်ယောက်ကစာရီနဲ့ဝတ်စုံပြည့်ကိုတက်လှည့်စီဝတ်ကြပါတယ်။ဝီကြီးကလည်း modern style ဝတ်ရတော်ကိုနည်းနည်းချင်းစီတင်ယူနေပါတယ်။အခုဆိုရင်ရောက်ခမကဝီကြီးကိုမဆူတော့ဘဲချွချိုတတာဆက်ဆံပါတော့တယ်။ချွေးမလေးကြောင့်တကယ်ပဲဒီအိမ်ရဲ့အဆင့်တန်းပိုပြီးမြင့်သွားရပြီ။ဝီကြီးကဒီလိုကြားရတဲ့အခါမှာပြုံးနေပါတော့တယ်။ညနေမှာအကုန်လုံးကဟောကင်းထဲမှာထိုင်နေကြပါတယ်။တယောက်နဲ့တယောက်စားနောက်နေကြတဲ့အချိန် ကျွေးမကြီးနှစ်ယောက်ကဝစ်ဆောင်ပြေဝစ်ပြီးရောက်လာကြကအကုံလုံးကိုလက်ဖြစ်ရလာတိုက်ပါတယ်ပထမဆုံးချိန်ကျွေးမကြီးနှစ်ယောက်ကဝီယင်စီကိုတိုင်သွားပြီးတော့ဝိုင်းပြီးတော့ကူညီပေးကြပါတော့တယ်ညီအမတွေလို့လေဒီနေ့တော့အမတို့တွေအကုံလုံးပေါင်းပြီးအလုပ်တွေတူတူလုပ်ကြမယ်အခုချိန်အားစပြီးတော့လေကိုကြီးကိုတယောက်တည်းဆိုရခန်းစားချက်ကိုဘတော်မှမပေးတော့ဘူးဒီနေ့တော့သမီးရဲ့ရောင်းမ၃ယောက်ကမင်းသမီးလေးတွေကြာနေရပဲသူတို့တွေကိုဘသူမျက်စိမှမကြပါစေနဲ့ရှင် အဲ့နောက်မှာအကုန်လုံးကရှိနေကြပါတယ်။ဝိယီဟာတော့ပျော်လွန်းလို့မျက်ရည်သာဝိုင်းနေပါတော့တယ်။မင်းတို့ခါလေဝိယီကိုကြည့်ပြီးပြုံးနေခဲ့ပါတယ်။ဓမီသောစီလုံးကတဦးကုန်တဦးကြည့်ပြီးတော့ပြုံးညင်နေကြပါတယ်။ယောက်ခမနဲ့ချွေးမကြီးနှစ်ယောက်လည်းရှက်လွန်းလို့တိတ်နေကြပါတော့တယ်။အမျိုးသမီးတွေအကုန်လုံးဟာဝိယီကိုဝိုင်းပြီးချီးကျူးနေကြပါတယ်။ဝိယီကအကုန်လုံးရှေ့ကိုသွားလိုက်ပါတော့တယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။